မီးတော်ဒါတော်တန်ရှင်းတော်ဝိညာဉ်တော်ဤနာမတော်မြန်နိုင်အာမင်ဖျားသခင်သည်တနို့နေရှိပါစေကိုရိုင်းဝိညာဉ်နဲ့လည်းရှိပါစေတန်ယောဟန်ရေးထားသောကျမ်းတော်စကားသည်အိုဖျားသခင်ကိုရောရှင်အောင်ဘုံတော်ကုံတော်ရှိပါစေတန်ယောဟန်ခန်းကြီး၁၆ခန်းငယ်၂၃မှ၂၈ကံ တင်တို့သည်ငါအားဤတိယာဝုမြမင်းញံကြနေပြီဟုတ်တင်တို့အားငါဧကံအမှန်ဆိုသည်ကတင်တို့သည်ငါ၏ခမည်းတော်ထံတစုံတစ်ခုကိုတောင်းကြញံကိုတော်သည်ငါ၏နာမ၌တင်တို့အားထိုးရာကိုပြီးတော်မူသည်ဖြင့်ယခုတိုင်အောင်တင်တို့သည်ငါ၏နာမ၌ညီတိယာဝုမြမတောင်းခံကြသည်တောင်းလျှောက်ကြတော့ထိုအခါတင်တို့သည်ရရှိကြ၍ သင်တို့ဤဝမ်းမြောက်ခြင်းသည်ပြည့်စုံလိမ့်မည်။ငါသည်ဤအကြောင်းအရာများကို ပုံဥပမာများဖြင့်သင်တို့အားဟောပြောခဲ့၏။ပုံဥပမာများဖြင့်မဟောပြောဘဲခမည်းတော်အကြောင်းကိုသင်တို့အားငါအတိအလင်ဟောပြောရမည်အချိန်ရောက်လာတော်မူ။ထိုနေ့ရက်တွင်သင်တို့သည်အိုင်းနာမနာ တောင်းလျှောက်ကြသည်မည်။ငါသည်သင်တို့အတွက်ခမည်းတော်ထံသို့တောင်းလျှောက်ပေးမည်ဟု တင်တို့အားငါမဆိုပေအကြောင်းမူကားတင်တို့သည်ငါကိုချစ်၍ငါသည်ခမီးတော်ထံမှကြွလာသည်ကိုယုံကြည်ကြသဖြင့်ခမီးတော်ကိုတော်တိုင်တင်တို့ကိုချစ်တော်မူသောကြောင့်ဖြစ်၏ငါသည်ခမီးတော်ထံမှကြွလာ၍ဤလောကထဲသို့လာခဲ့ပြီတဖန်ငါသည်ဤလောကမှထွက်ခွာ၍ခမီးတော်ထံသို့ပြန်သွားမည်ဟုမိန့်တော်မူ၏ ဤဒီကခရစ်တုသခင်ဤညက်တော်ဧဝံဂေလိတရားတော်ပေသည်အိုထစ်တုသခင်ကိုရောရှန်အားချီးမွမ်းတော်ဗနာရှိပါစေ May the words of the gospel wipe away our sins ဤဒီသခင်ရဲ့ပါစကာကောင်းကြီးတော်တင်းတုံနှမ်းကြုံနဲ့တောက်ကြညာကျန်ဖြစ်ပါစေလို့ Father စုတော်မြတ်တာပို့တာရင်လည်းနှစ်ပံကား ပါစကာကာလာစတမဘက်စနေနေ့ဖက်ကြားထောက်ရှိရမယ်အေးဝင်ကလေးကျန်းစာဖြစ်တဲ့တန်ယောဟန်ခန်းကြီး16ခန်းရဲ့23ပါးမှာ28ထိဖြစ်ပါလေဆိုတော့ now father root တပတ်ခါဆိုရင်ဖြင့်ယေရှုသခင်တိတ်ချင်းကနေဘုံတော်ကုံတော်နဲ့ဒီအောင်နိုင်ပြီးတော့မှရှင်မြန်ထမြောက်တဲ့ပါစကာ ပွဲတော်လွန်မြောက်လာခဲ့တာရပ်ပေါင်း40ကြည်တော်မယ်တကယ်တော့ဒီရပ်ပေါင်း40အတိအကျဟာမနေ့ကဂျာတာရင်းနေမှာပြည်သွားပါပြီဒါပေမဲ့လည်းဒီလိုရဲ့ကြီးကကြီးမှာဘာသာသူတွေအနေနဲ့ရှားကြောင်းမတက်ပဲနဲ့ဘာသာဥပဒေအားလက်နှဲမှဆိုးလို့တင်းနှင်းနေကြီးကိုတော့ဒီရွှေ့ပြောင်းထားခြင်းဖြစ်ပါတယ်ဆိုတော့ ဒီယေရှုသခင်ကောင်းမြတ်မှုကိုတက်ကြွပွားတော်မယ်ဆိုတဲ့အခါမှာတောက်လျှောက်ဖာဒါတို့ကြားလာခဲ့သူရဲ့တပည့်တော်ကြီးတွေဟာစိတ်မချမ်းသာဖြစ်တဲ့အကြောင်းအဲ့ဒါကိုယေရှုသခင်ကပါလို့တာလဲနောက်ဒီစိတ်မချမ်းသာမှုဖြစ်နေမင်းတို့ရဲ့စိတ်မချမ်းသာမှုဟာပျော်ရွှင်ဝမ်းမြောက်ခြင်းဖြစ်နေပြောင်းလဲလာနေမယ်အဲ့ဒီပျော်ရွှင်မှုကဘသူမှမင်းတို့စီကနေမလူယူနိုင်ဘူးဆိုတဲ့အကြောင်းလဲ ိန်ကြခဲ့ပါတယ်ဆိုတော့ဒီနေရာမှာထောက်ရှုချက်တဲ့ချက်ကဘာလဲဆိုရင်ယေရှုသခင်လောကမှာအသက်32မှာ3နဲ့တော့ဒီရှင်သန်တရင်3ခဲ့အဲ့ဒီထဲမှာ3နဲ့ကတော့ဖြင့်ခမီးတော်ဖျားရဲ့တော့ဒီတရားတော်ကိုတကယ်လူသိရှင်ကြားအလုံးတစ်ခုလို့အမှုတော်တစ်ခုလို့ယေရှုသခင်ဟာတော့ဒီလောက်ဆောင်ခဲ့တယ်ကျန်တဲ့ နှစ်30ကကျန်တဲ့နှစ်30ရောခမီးတော်ဖျားရဲ့အလိုတော်ကိုလှုပ်ဆောင်ခြင်းမဟုတ်ဘူးလားတိတ်ဟုတ်တော့ဗောယေရှုသခင်အမိမေရိုရဲ့အဒီဝဲနဲ့မှာပရိသတ်တွေစဆွဲမယ်ဆိုတဲ့အချိန်ကစပြီးတော့မှစဆွဲလိုက်တာ ਨੇ တဲ့အချိန်ကစပြီးတော့မှယေရှုသခင်ဟာခမီးတော်ဖျားရဲ့အလိုတော်ကိုစတင်ပြီးတော့မှ ဆောင်ရွက်ပါတယ်။ဒါကြောင့် ီလိုလူဖြစ်ကိုယူဖို့ရန်အတွက်ဖရာသခင်ခမီးတော်ဖရာအလို့တော်ရှိတယ်။ဒါကြောင့်မို့အဲ့ဒီတိုင်းမှာယေရှုသခင်ခံယူလိုက်တာဒါခမီးတော်ဖရာရဲ့အလို့တော်ကိုလှူဆောင်ခြင်းချက်ပါတယ်။နောက်ဆိုတော့ဖရာခမီးတော်ဖရာလူတော်လှူဆောင်တယ်ဆိုတာကကောင်းမြတ်နိုင်ငံတော်နဲ့ဆိုင်တဲ့တည်ထင်ကောင်းကိုကြီးညာဟောပြောခြင်းပဲ။ဘာကြောင့်လဲ?ယေရှုသခင်ရဲ့နေပုံထိုင်ပုံ ဟောကြားပုံသွာလာရှန်တန်လှူရှားပုံတွေအားလုံးဟာခမီးတော်ဖျားရဲ့အလိုတော်ကြလှူဆောင်သွာလာနေခြင်းဖြစ်တယ်ဆိုတာကိုပြသနေတာဒါကြောင့်မဖာသရုပ်နော်ဒီကောင်းမြတ်နိုင်ငံတော်နဲ့ဆိုင်တဲ့အေးဝံကလေးတရားလို့ပြောလို့ရှိရင်ဘောင်းဆိုလို့တာတော့ခမီးတော်ဖျားရဲ့အလိုတော်ကိုညီဝယ်မကြတိုင်းနာခြင်းကိုဆိုလို့တာပါနော်ဒီအဒီ ်ခမီးတော်ဗျာရဲ့အလိုတော်ကိုယူဝဲမကြနားတော်ခြင်းကိုစိုးလို့လာဒါကြောင့်မို့ယေရှုသခင်ကဒီသုံးနဲ့ပဲခမီးတော်ဗျာဒီဝမ်းမြောက်စရာအေဝံဂေလိသတင်းကောင်းကိုကြီးညာဟောခဲ့တာမဟုတ်ဘူး32မှာ3နဲ့ကြီးညာခဲ့တယ်နှစ်ပေါင်း30အထိယေရှုသခင်နော်ဒီတော်တော်တိတ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 ်နဲ့နော်ဒီအေဝံဂေလိတရားကိုဟောကြားခဲ့တယ်ဒါပေမဲ့ကျန်တဲ့3နဲ့ကြတော့ ဒါပေါ်ပေါ်တန်တန်ယေရှုသခင်ကအေဝံဂေလိတရားတော်ကိုကြီးညာဟောပြောခဲ့တယ်ဆိုတဲ့အကြောင်းအဖာသားတို့တွေ့ရမယ်ဆိုတော့ဒါယေရှုသခင်ကယက်နှစ်ပေါင်း30နှစ်မှ3နှစ်အသက်ရှင်ခဲ့တယ်။နောက်ဒီသတင်းသုံးခဲ့တယ်။အဲ့လိုနှစ်ပေါင်း30နှစ်မှ3နှစ်ပဲသတင်းသုံးခဲ့တယ်ဆိုတော့ဟာလောက်ရအများရှိတယ်ဆိုပြီးတော့မှယေရှုသခင်ကသူ့ရဲ့ဘဝမှာတိတ်တော့မှလော30 လောက်ခဲ့တာမရှိဘူးဘယ်တော့မှနော်ယေရှုသခင်ရဲ့ဘဝမှာအာဒီနေ့ပြောရပြီးတော့မနက်ဖြန်ရွှေ့လိုက်တယ်ဒါမှမဟုတ်လည်းပဲမနက်ဖြန်လုံးဝအောင်မနက်ဖြန်လောက်ကိုပြောတော့ဒီနေ့လောက်လိုက်တယ်ယေရှုသခင်ဘယ်တော့မှအတလိုမျိုးနော်စိတ်စောမကပ်ဘူးလော30မလောက်ဘူးဘာကြောင့်လဲနော်ဒီပြီးခဲ့တဲ့နှစ်ပတ်လောက်က Father တော်ခဲ့ပြီ Orderliness is next to godliness စီးစနဲ့ကြခြင်းဟာဖရာသခင်ရဲ့နော်ဒီအကျက်ဖြစ်တယ်နော်ဒီဖရာသခင်ရဲ့နော်ဒီစရိုက်ဖြစ်တယ်အမှုအကျင့်ဖြစ်တယ်ဆိုပြီးတော့မှဒါရှေးလူကြီးတွေကမိတ်ဆုံထားတာအဲ့ဒါဘာလို့ဆိုကြတာလဲဆိုရင် Father ဥမာနဲ့ပေးခဲ့ပြီးပြီဖရာသခင်ကနော်ဒီဖန်ဆင်းခြင်းလုပ်ငန်းစဉ်ကိုတိလုပ်တဲ့အခါမှာ၆ရက်တာဖန်ဆင်းပြီးတော့မှ ခဏရမြောက်တဲ့နေ့မှာနားယူတယ်ဆိုတဲ့ကြောင့်ဖာသရုကြားတယ်ဆိုတော့ယေရှုသခင်ကဘာကိုမှအလော30လောက်တာတယ်ဟာလာဟိုကြောင်းဒီကြောင်းဟိုရွှေ့ဒီရွှေ့ဟာလာနော်ဟိုပြက်သိမ်းဒီပြက်သိမ်းလောက်တာတွေဘယ်တော့မှမလုပ်ဘူးဥမာအနေနဲ့ဖာသပြောပြမယ်နော်သူအရင်ကိုချက်ခင်ရတဲ့လာဇရုနေတိုင်းမကောင်းဘူးဆိုတော့တည်င်းသူ့နာတဲ့ကိုဆက်ဆက်ရောက်လာခဲ့တယ်ဒါပေမဲ့ဒီနေရာမှာ ဲ့လိုမျိုးလာဇရုနေတိုင်းမကောင်းလို့တော့ယေရှုသခင်ကဟာသူ့ရဲ့ပြီးတော်ကြီးတွေကိုဘာလို့မိတ်ဆွေတော့လာဇရုနေမကောင်းတဲ့သွားကြရအောင်ဆိုပြီးတော့မှတော့ဒီမှာလောက်ဖို့ပြောဖို့ဆိုဖို့ကုသဖို့ပြောထားတဲ့သူ့ရဲ့လုပ်တည်အားလုံးကိုဖြတ်ပြီးတော့မှယေရှုသခင်ကဘက်သနီကိုသွားပြီးတော့မှလာဇရုနေကောင်းအောင်လုပ်ပေးခဲ့ဘူး အဲ့ဒါလို့ပဲလာဇရုနေမကောင်းဘူးလို့ကြားတဲ့ခါမှာယေရှုသခင်ကသူ့ရဲ့အစွမ်းတကိုးနဲ့လာဇရုကိုနေထိုင်ပြန်ပြီးတော့မှကောင်းလာအောင်ယေရှုသခင်အာနာဇက်ကိုအလွယ်မသုံးခဲ့ဘူးเนาะအလွယ်မသုံးခဲ့ဘူးเนาะဒါတစ်ချက်သူလောက်ရာရှိတော့သူလောက်တယ်သူနေရာရှိတော့ဆက်ပြီးတော့မှ၃၄ရက်ယေရှုသခင်နေလိုက်တယ်အဲ့ဒီနေရာမှာပါ ပြီးတော့နော်ဒီတည့်ရက်နဲ့လဲကြအောင်တခါသတင်းကလာပြန်ပြီယေရှုသခင်ယဉ်ကိုချက်ခင်နဲ့လာဇရုဆုံးပြီတဲ့ဆိုပြီးတော့မှယေရှုသခင်နားကိုရောက်လာတယ်ယေရှုသခင်အဲ့ဒီချိန်နဲ့ပဲအာသူနေမကောင်းတော့ကလည်းတော့မသွားခဲ့ရဘူးအခုတော့ပြန်သူ့ရဲ့သူတေးပြီဆိုတော့သွားပြီးတော့မှကြည့်ကြရအောင်ဆိုပြီးတော့ဒီမှာလောက်ဖို့ပြောဖို့ဆိုဖို့နော်လား ။နော်ဒီစီစဉ်ထားတဲ့အလုပ်တွေကိုဖြတ်သိမ်းပြီးတော့မှယေရှုသခင်ဘယ်တော့မှမသွားခဲ့ဘူး။အဲ့လိုလာဇရုဆုံးပါသွားပြီဆိုတဲ့အကြောင်းကြားပြီးတော့မှလေးရက်တောင်ထပ်ပြီးတော့မှသူရှိနေတဲ့နေရာမှာသူနေခဲ့တယ်။ပြီးတော့မှပဲယေရှုသခင်ဟာဂျေရုဆလင်အဘက်သနီကိုသွားပြီးတော့မှလာဇရုရဲ့ဘုတ်တချိုထားတဲ့အုပ်ဂူစီကိုသွားလိုက်တယ်။အဲ့ဒီမှာတချိုထားတာလေးရက်ရှိပြီဆိုတော့ ဒီကတိကလို့ father တို့မပုတ်စေမတိုးစေတွေမရှိဘူး။နောက်ပြီးတော့မှရေတက်တာကြီးတွေလည်းပဲမရှိဘူး။ဒါမို့ဒါသူတို့ရဲ့နော်ဒီအရက်ဒိတာရဲ့ကိုင်ပုတ်အတိုင်းပဲမပုတ်မတိုးအောင်တော့တခုခုတော့လုံးပဲဒါပေမဲ့ဘာဖြစ်တာလဲမရဘူး။နော်ဆိုတော့အဲ့ဒီမှာအနက်ကထွက်နေပြီ။ယေရှုသခင်ရောက်တဲ့အချိန်မှာလာဇရုကိုတကြိုထားတာ၄ရက်ရှိပြီဆိုတော့ အနှံ့ကထွက်လာနေပြီအဲ့ဒီမှာဟောယေရှုတကယ်မလုပ်တာလဲအနှံ့ထွက်ပြီဆိုတာသူ့ရဲ့အမကြီးပြောပြီးမဲ့ဘီယူမဆိုင်ဘူးသွားမယ်ဆိုတော့ယေရှုတခင်နဲ့သူအုပ်ကြီးဖိတ်သွားတယ်ဖိတ်သွားပြီးတော့မှယေရှုတခင်ကလာဇရုရဲ့အုပ်ကူကိုပိတ်ထားတယ်နောက်ဒီကြောက်ကိုဖယ်ပြီးတော့မှလာဇရုထွက်လာခဲ့လို့မိတ်ပေးလိုက်တယ်အဲ့ဒီချိန်မှာလာဇရုကကောက်ကရင်ကနဲ့အိတ်နေရင်ကနဲ့ တော့နိုးလာပြီးတော့မှထလာတယ်လို့ပဲသူကထပြီးတော့အုပ်ကူကြီးကနေထွက်လာတဲ့ကြောင်း father တို့ကြားတယ်အဲ့ဒီမှာနောက်ပြီးတော့စမ်းသားမယ်နော်နေ့တိုင်းမကောင်းဖြစ်တဲ့ချိန်တော့ယေရှုသခင်ရောက်နိုင်ဘူးပြီးတော့မှလာဇရုဆုံးပါသွားပြီဆိုတာနဲ့ယေရှုသခင်ချက်ချင်းရောက်နိုင်ခဲ့ဘူးလေးရက်ကြာမှသွားတယ်နော်အဲ့ဒါဘာကြောင့်လဲနော်ဒီမှာယေရှုသခင်လာဇရုဆုံးပြီဆိုတာနဲ့ချက်ချင်းလည်းမသွားဘူး အားကြောင့်သူချက်ချင်းသွားပြီးတော့မှတကယ်လို့လာသူ့ကိုပြန်ပြီးရှင်ပြန်ထမြောက်အောင်လုပ်ပေးလိုက်တယ်ဆိုရင်ဂျူးဘာသာရေးကောင်းဆောင်နဲ့သူတို့ရဲ့အာဘော်ကိုတော့ဒီမိနေတဲ့ဂျူးလူမျိုးတွေကမလုပ်ပါနဲ့အာညောနေတာပေါ့လာပြီးတော့မှတော့ဒီအမတ်ဝင်ယူလိုက်သေးတယ်စသဖြင့်ပြောပါတော့ဒါရီယေရှုသခင်အကောင်လုံးသိကြပြီးသားဒါကြောင့်မလို့ဒီမှာလူအုပ်ကြီးတွေနဲ့ ရှိနေတဲ့ဒီလူအုပ်ကြီးလောက်ရှိနေတဲ့ဂျားထဲမှာယေရှုသခင်ဟာသူ့ရဲ့အဖြစ်တော်ကိုအလွယ်မခံနိုင်ဘူးเนาะသူ့ရဲ့အဖြစ်တော်ကိုလူတွေတလွဲတွေးမှသူဘယ်လိုမှလက်မခံဘူးဒါကြောင့်မို့ယေရှုသခင်ကသူ့ညောနေတဲ့လာဇရုကိုရှင်ပြန်ထမ်းရောက်စေတဲ့ဆိုပြီးတော့မှအပြောမခံရအောင်အနှံ့အတွက်တဲ့အထိထားလိုက်တယ်အနှံ့အတွက်ပြီဆိုတာနဲ့ဘာဖြစ်သွားပြီလဲလာဇရုဟာသေပြီဆိုတာ တိတ်ကြသွားပြီဟုတ်ပြီနော်အဲ့တော့မှပဲယေရှုသခင်ကကြွလာပြီးတော့မှလာဇရုထွက်လာခဲ့တော့ဆိုပြီးတော့မှမိတ်ပေးလိုက်တယ်ယေရှုသခင်ကတေခြင်းရှင်ញံချမ်းရောက်ခြင်းနော်ဖြစ်တယ်ဆိုတာကိုဒါသူကိုယ်ရံအတိလဲမိတ်ကြရတယ်လို့ပဲလာဇရုဟာမျောနေတာမဟုတ်ဘူးမိတ်နေတာမဟုတ်ဘူးနော်တကယ်သိတာသိရသိသိလို့ပဲလေးရောက်တဲ့နေ့မှာအနံ့ထွက်လာတယ်ကဲရုံးပြီလားအဲ့ဒါကိုယေရှုသခင်က နော်ဘာလုပ်လိုက်တာလဲပြန်ပြီးတော့မှအပြင်ကို ခေါ်ထုတ်လိုက်တယ်ယေရှုသခင်ကတက်ပြီးပါမယ်ရှိတယ်ဆိုတော့လည်းပဲ father လို့ကြားဒါတော့ထားတာနော် father ဆိုလို့ရှင်တာကယေရှုသခင်ကသူ့မှာ32မှာ3ပဲအသက်ရှင်ရမယ်ဆိုတဲ့ခါကျတော့အခုက33ကအစုံပိုင်းကိုလည်းရောက်လာပြီဆိုတော့သူ့မှာဟာတောင်လောက်ပါသေးဟိုမလောက်ပါသေးဆိုပြီးတော့မှဘာတစ်ခုမှကြောင်းများဘူးနေ့စဉ်နေ့တိုင်းလောက်ရတယ်အလုပ်တွေကိုယေရှုသခင်ကကြည်ကြည်ပြုံးပြုံး ကောင်းကောင်းမောမောလုပ်တယ်။လောလည်းမလောဘူး။ပြီးတော့မှတုံနေတုံနေနဲ့လည်းမလုပ်ဘူး။ပြီးတော့မှဒီနေ့အစည်းအဝေးကိုဖြတ်လိုက်မနေ့ကကောင်းပြီးတော့လုပ်လိုက်မနေ့ကအစည်းအဝေးကိုလာလာဒီနေ့ပဲလုပ်လိုက်ယေရှုသခင်ဖယ်ထောင်းမှလုပ်ခဲ့ဘူး။ထို့အတူပဲယေရှုသခင်နော်ရက်ပေါင်း40ပြည့်တဲ့အခါမှာဘလောက်ပဲနော်ဒီမှာသူဘလောက်ပဲပျော်နေပါစေဘလောက်ပဲအဆင်ပြေနေပါစေတုံနေရာက ဒီနေရာမဟုတ်ဘူးကိုယ့်နေရာကိုကိုယ်သိခြင်းဟာဖရာရဲ့အတိရှိရဆိုတော့ဆိုလိုတာနော်ဆိုတော့ယေရှုသခင်ကဒီလောကကြီးဟာသူ့ရဲ့ထာဝရဆိုင်တော့မဟုတ်ဘူးသူ့ရဲ့ထာဝရဆိုင်တော့မဟုတ်တဲ့ကကြတော့ယေရှုသခင်ကကျမ်းစာထဲမှာနော်ဒီရေးထားတဲ့အတိုင်းပဲရ40ပြည့်တဲ့ကောင်မှာကောင်းမြင်ဖို့ကိုပြန်တက်ကြွသွားတယ်အဲ့ဒီကမထွေးတော်ကြီးတွေကဟာငါတို့ဆရာတို့ပြစ်သွားပြီဆိုပြီးတော့မှတော့ဝန်းနေနေတဲ့ချိန်မှာ ယေရှုသခင်ဒီလူတွေကိုတကယ်ပဲဒီလူပဲပြစ်ထားခဲ့တာ။တုံးလို့ကကြတော့တုံးပြီးတော့မှအခုကြတော့သူ့နဲ့တော့ဘာတောင်းဝဲမှာဘာမှမပတ်သက်တော့တလို့နော်ဒီတောင်းဝင်ယူမှုတောင်းတောင်းဝင်ခံမှုနော်မရှိတဲ့ကောင်းဆောင်မဟုတ်ဘူး။ယေရှုသခင်ကသူတို့ကိုနော်တန်ရှင်းသောဝိညာဉ်တော်ဖျားစိတ်လွတ်မယ်ဆိုတဲ့ကြောင့်လည်းအတိလင်းဝါကြထားပြီးသားဒါပေမဲ့နော်တပည့်တော်ကြီးကနားလည်နိုင်လို့ Okay ဆိုတော့ ယေရှုသခင်ဘလောက်ပဲဒီမှာ33နဲ့နေခဲ့လို့ဟာဟိုလူနဲ့တန်ဟိုလူကိုဟဲ့လားနော်ဒီယင်းနေ့ရဲ့ဒီလူယင်းနေ့ရဲ့ဟိုလူကိုတန်ရောက်တဲ့ရှိလိုက်ဒီလူကိုတန်ရောက်တဲ့ရှိလိုက်နဲ့အလူတွေကညှိပြီးတော့မှယေရှုသခင်နော်ဒီလောကကြီးမှာตายမနေခဲ့ဘူးပျော်ရွှင်မနေခဲ့ဘူးနော်သွားရမယ့်ချိန်တန်တဲ့အခါမှာသူ့တပည့်တော်ကြီးတွေဘလောက်ပဲညံ့တာညှိုးငယ်နေပါစေမရဘူးသွားမှာပဲဘာကြောင့်လဲဒီသူတို့ရဲ့မျက်နှာငြိမ်နေတဲ့ ်ငြင်းနေတဲ့ဒီမျက်နှာညှိုးနေတဲ့ဒီမျက်နှာကိုပြန်ပြီးတော့မှလမ်းဆန်းအောင်ယေရှုသခင်ကမစီရင်ထားပေးတာမဟုတ်ဘူးမစီမံထားပေးတာမဟုတ်ဘူးစီမံထားပေးတယ်ဒါကြောင့်မို့ယေရှုသခင်ကနော်ဒီနောက်ဆန်မတန်းဘူးသွားကြရှိတာကိုသူနော်တန်းပြီးတော့မှသူသွားခဲ့ပါလေဆိုတော့အဲ့ဒီမှာနော် Father တို့အနေနဲ့ယေရှုသခင်ဆရာနဲ့တင်ယူရမယ့်အရာကဘာလဲဆိုရင် Father ပြောတယ်လို့ပဲယေရှုသခင်ကဘယ်တော့မှဘာတစ်ခုမှ အလော30လောက်တောင်မရှိဘူးအကောက်လုံးစနစ်တကျနဲ့သေသေးသက်သန်လုပ်တယ်เนาะဒါကြောင့်မို့သူလောကကြီးမှာနောက်ဆုံးနောက်လက်ဝါကတ်တိုင်ပေါ်မှာနောက်ဆုံးမိတ်ဝဲခဲ့တဲ့ဇကားကဘာလဲဆိုရင်ငါမှုပြီးပြီလို့ယေရှုသခင်အသက်လိုမျိုးပြောခဲ့ပါတယ်ဆိုလိုချင်တာပါလေခမီးတော်ဗျာသူ့ကိုလောက်ခိုင်းဖို့ရန်အတွက်ပေးထားတဲ့အမှုတော်ဟာပြီးစီးပြီเนาะ သုံးရက်သုံးနှစ်တည်းဆိုပေမဲ့ယေရှုသခင်ဟာပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့တယ်။ဆိုတော့ Father တို့အနေနဲ့လည်းယေရှုသခင်တို့တော့ season နဲ့ဘာပဲလုပ်လို့ season နဲ့တကြနဲ့လောက်ဆောင်တတ်တဲ့သူတွေဖြစ်ဖို့တော့ဒီ season နဲ့တကြနဲ့လောက်ဆောင်တတ်တဲ့သူတွေဖြစ်ဖို့တော့ Father တို့စူးစမ်းကြရအောင်ပြီးတော့မှ season နဲ့တကြနဲ့လောက်ဆောင်တတ်ခြင်းအပြင်ကိုယ့်ရဲ့တော့ဒီလောက်ငန်းဆောင်တာတွေ ကိုယ့်ရဲ့เนาะဒီလောက်ရတဲ့အားလုံးဟာပို့ပြီးတော့မှเนาะဖရာသခင်ရဲ့ဘုန်းတော်ကိုပေါ်လွင်စေတဲ့လောက်ရမျိုးတွေဖြစ်ဖို့เนาะ Father ကိုစံအကျိုးစားကြရအောင် Father ဟာဒီနေ့ရဲ့အလုပ်အကျွေးကိုမနှက်ပန်ကြည့်ယူမသွားပါနဲ့ယေရှုသခင်တရက်စာတရက်စာကိုအကောင်လုံးကြည်ပြောင်းအောင်ယေရှုသခင်စွမ်းဆောင်နိုင်ခဲ့တယ်အမှုထမ်းဆောင်နိုင်ခဲ့တယ်တို့ဒီပဲ Father တို့လည်းပဲဟုတ်လားနော်ဒီ အလုတ်ကျွေးနေတဲ့ဒီနေ့အလုတ်ကိုနှစ်ဖက်ကြည့်ယူသွားလိုက်နော်ပြီးတော့မှနော်ဒီနှစ်ဖက်ကမဲ့လောက်ရသေးဘူးဒါပေမဲ့အခုကတူပြီးတော့ပူနေပြီဟာလာနော်အလုတ်ကများတယ်နှစ်ဖက်ချိန်တော့တော့မထင်ဘူးဘာညာနဲ့တွေးပြီးတော့မှဟာလာနော်အရင်ပြက်တာမျိုးကြီးမဖြစ်ပါစေနဲ့ယေရှုသခင်ကပဲတော်မှာအရင်ပြက်တာမျိုးကြီးမရှိခဲ့ဘူးအတွေးလွန်ပြီးတော့မှအရင်ပြက်တာမျိုးကြီးမရှိခဲ့ဘူးယေရှုသခင်လိုပဲ father လိုလည်းပဲနော်ဒီ ကိုလောက်ရမယ်လွတ်တော်ဝင်တွေကိုတနေ့စားတနေ့စားတနေ့စားကြည်ညောအောင်အကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်ခြင်းအားဖြင့်เนาะနောက်လှုပ်ဆောင်ခြင်းအားဖြင့် Father ရောအားလုံးလည်းပဲဟလာเนาะဒီအချိန်တန်တဲ့ကာမှာစိတ်မကောင်းဖြစ်เสียအချိန်တန်တဲ့ကာမှာစိတ်မငြိမ်မသက်ဖြစ်เสียအချိန်တန်တဲ့ကာမှာเนาะ Father ရောဆိုရင်ဘူပဲမှုမရှိရလေအောင်တရက်စားတရက်စားလုပ်ငန်းတွေအားလုံးကို ပြီးစီအောင်ယေရှုသခင်စီကနေတည်ယူကြအောင်ဆို။ဖျားသခင်ဒီတဲ့တော့နေရှိပါစေ။ကိုရောဝိညာဉ်နဲ့လည်းရှိပါစေ။အလောဥဆုံးကိုတတ်နိုင်တော်မူသောခမီးတော်တားတော်တန်ရှင်းတော်ဝိညာဉ်တော်ဖျား၏နာမတော်မြင်နိုင်ကျွန်ုပ်လက်တန်ရမ်းရမ်း၎င်းဖျား၏တန်ရှင်းသောမေတော်မာရီယာမေတော်၏ကြော်စောသောခင်မောနတန်စုစေတရားတမန်ပေါင်းသူတော်သူမြတ်ပေါင်းပရောဖက်ပေါင်း တရားတော်ကြောင့်အေခံသောသူပေါင်းသီလာတဲ့ပေါင်းယန္နာပေါင်းတို့တောင်းလျှောက်ပေးခြင်းနဲ့၎င်းတင်တို့၌နှက်ဆိုး၏တကောတက်ပြီရှိသည်များနဲ့ယောဂဗေဒယာပေါင်းသူသည်ဖြင့်မတရားကြံပတ်ဖက်စစ်စမိတ်စာလိုဤဖြစ်နေဉာဏ်ဆက်နှိမ့်ဆက်ခြင်းကြောင့်တက်ရှုသွေးခွဲရုပ်မှပတ်ဆက်မှုများဤဘေးနေဘေးရေဘေးစက်ဘေးသဘာဝဘေးလူပန်ဤသောဘေးဆိုးခပ်သိမ်းတို့မှကင်းဝေးကြရပါစေသောအာမင်ဒီသူတည့်တော်မှာဝင်တော့ရေတော်ပေါ်မောင်ချအေကဉ္ဉ္အမန်အောင်ဝအောင်ဝမီ အောင်လဲအောင်နေပြီလာကြတူးတူးရောက်ကြဆုံးနောက်ဆုံးလှိုင်းအင်ဂျင်လှိုင်း